အားလုံးပဲမင်္ဂလာပါရှင်။အာဆီယံတူတာဆောင်ရတာဆောင် channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမကတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှာတော့ဆ iam တကုံခင်ခင်လေးရဲ့ဆ iam ဆိုတဲ့ဝတ္ထုကို အပိုင်းနှစ်အနေနဲ့ဆက်ပြီးတင်ပြပေးချင်ပါတယ်။ခန်းစားနားဆင်ကြည့်ကြပါဦးနော်။အခန်းနှစ်ချွေမိုးတွေကညိုလျက်ရှိ၏။ ဝါဇိုဝါခေါင်ရှေဖောင်ဖောင်ဆိုသည့်အတိုင်းပင်လယ်တွင်း၌လှိုင်လုံးကြီးတွေမှာတအီအီတလိမ့်လိမ့်ထလျက်အမျက်ဆောင်မှန်ကြီးသောမွေနကားကြီးများအခုမှုတ်တကယ်သူရေပန်းရေမြုပ်များကိုတဖွားဖွားထအောင်လှိုင်ကောင်းခြင်းရိုက်၍တဝုံဝုံတိုက်လျက်ရှိလျာထဝယ်မြို့မှာရန်ကုန်စိတ်ကန်းသို့ရှေးရှုခုန်နှင်လာသောပင်လယ်သွားတင်မောကြီးက မန်ဖီနေသောလှိုင်းလုံးကြီးများပေါ်သို့မချီမဲ့မြင် ဖြတ်ကျော်ခုံမောင်းလာလျက်ရှိလိမ့်၏မိုးတွင်ဖြစ်သည့်အားလျော်စွာကောင်းကင်မျက်နှာကြီးမှညိုတိုတိုမှုံမှုံတိုးတိုးဖြစ်နေတော်လဲလေလဲမလားမိုးလဲမရွာသေးပဲနေရောင်ကြီးကလေးမှင်းနေ kait ဖြစ်ရကပင်လက်ခီးဤရှုမြော်ကင်းကြီးမှာကြည်ခင်းตาရလျက်ရှိသောကြောင့်ခီးတဲ့အချို့သည်တင်မောကုန်းဘက်ပေါ်သို့တက်လာကာ ပင်လေလေဤအရာတာကိုခံစားနေကြကုန်၏။တင်မောကုံးဘတ်အလဲပိုင်းတနေရာတွင်ရှိသောတန်လက်ရန်ကိုမိကပင်လေရည်ပြင်ဤလှိုင်လုံးကြီးများကိုမဆုံးနိုင်အောင်တကိုယ်ရဲငေးမြော်နေသော အသက်20အရွယ်ရှိခရီးသည်မိမပြိုလေးတူကထဝယ်မျိုးမှရန်ကုန်မြို့ကြီးသို့လိုက်ပါလာသူဆီယမကလေးညွတ်မေဖြစ်လေ၏။ညွတ်မေသည်တင်မောပေါ်မှနေ၍ စိမ့်လက်ညုံမောင်၍တောင်ငယ်တရှိအိမ်ငယ်တရှိရေပြင်ပြင်းမြတဲ့ဤဤတလိမ့်လိမ့်ထနေသောလှိုင်းလုံးကြီးများကိုငေးကြည့်ရင်မိမိနေထိုင်ခဲ့ဘူးသောရှံကုံမြို့ကြီးကိုအာယုံထင်မြင်စိတ်ကူးရင်လည်းရှိလေ၏မိဘများပြည့်ပြည့်စုံစုံရှိစဉ်ကဆယ်တန်းနှင့်အထက်တန်းဆရာဖြစ်အောင်ခဲ့သည့်တိုင်အောင်ပညာရေးဘက်တွင်စိတ်လက်မကုံခဲ့သဖြင့်ကောလိပ်တို့အတန်းကုန်ဆက်၍အသင်ရာထင်နိုင်မပေါ့စေသောအာကုတို့ကံသည် ညမေအိုင်အေအောင်ပြီးသောနှစ်မှာပင်ဝင်ရောက်ဖိစည်းလိုက်၏မိမိပညာသင်ကြားမှုတွင် အထောက်အပံ့ပြုနေသော ဖခင်ကြီးမှာရုတ်တရက်အကွယ်လွန်အနေဆရောက်သွားရှာ၏ဒါမီနီယောက်မှာတောင်မရောက်မြောက်မကြနှင့်ကြံရစ်ခဲ့ရာညမေမှာမနေတာတော့ပဲဖခင်ကြီးကောင်းချရာထဝယ်မြို့မှာပင်စာသင်ကျောင်းတစ်ခုတွင်ဆရာမအလုပ်ကိုဝင်ရောက်လုပ်ကင်ကဒါမီနှစ်ယောက်ဆက်လက်နေထိုင်ခဲ့ကြရ၏မကောင်းသောကံကြမ္မာသည် ဆက်ကဆက်ကဖီစီတက်သည့်အားလျော်စွာ တနှစ်မြမကြမီပင်ညွတ်မေဤမိခင်ကြီးမှာအသည်အတန်မကြမ်းမမာဖြစ်လာပြန်၏ညွတ်မေတို့သားအမိမှာတမျိုးတရွာတွင်မအေးတစ်ခုတမီးတစ်ခုနေရသူများဖြစ်သည့်တကြောင်ငကိုကလည်းဆွေမျိုးရင်းချာသားချင်းပေါက်ဖို့တော်ဆက်သူမရှိသလောက်နေပါသူများဖြစ်ကြရှာ၍ညွတ်မေမှာမကြမ်းမာသောမိခင်ကြီးကို ပြုစုယူရမဲ့သူမရှိသဖြင့်အလုံးမခွင့်ယူကမိခင်ကို ပြုစုရရှာ၏ဝေဒနာတဲ့မှာတလားနှင့်လည်းမပြောင်းနှစ်လားနှင့်လည်းမပြောင်း၄၅၆လားရှိမှဥစ္စာကုံလူပန်းနှင့်ဆုံးကန်းသို့ရောက်ကာကွယ်လွန်သွားရှာတော်၏ဤတွင်လည်းညွမေတွင်တကောင်ကျွဲ့တမျက်နှာကြံ့ရရှာပြီး အလုတ်ကိုပြန်ဝင်ရမှာလေ၆လတီးဟူသောအချိန်တိုင်းเจ้าကစောင့်မနေနိုင် ဆရာသားခန့်ထားလိုက်ရပြီဖြစ်ညာညို့မေမာသာလျင်မြောက်တစ်ကိုင်းလို့ဖြစ်နေရရှာတော့ဤတခုမရတခုရဟုရရအလုတ်ကိုလိုက်လံစုံစမ်းရှာဖွေခဲ့ရလေအလုတ်အကန်ရှားပါကြက်တဲသော ခစ်ဆိုးကြီးနှင့်ကြုံကြ၍ရှိပြီးအလုတ်သမားများကိုပင်ရှော့ချနေရသည့်အခိုက်အတန့်မျိုး၌မြို့ငယ်ကလေးတခုတွင် အလုတ်ရနိုင်ရန်တာ၍ခဲရင်လျက်ရှိသောကြောင့်ညို့မေမာအင်္ဂလိပ်မြန်မာသတင်းစာတို့တွင် အရရက်ကအလိုရှိသည့်ကြောင်ညာများကိုစောင့်စားလျက်လက်တက်ဆန်လျှောက်လွာများကိုသာမနေမနာရေး၍ပိုလျက်ရှိရတော့၏တခုမစုံတခုစုံဆိုသလိုညို့မေလက်တက်ဆန်သောလျှောက်လွာပေါင်းမြောက်များစွာမှလျှောက်လာတဲ့ဆောင်မှာကန့်ဆွသွားလျင်ကန့်ဆွမိသောလျှောက်လွာကဆရာဝန်ကြီးကာနယ်ဦးချင်းတောင်းထံသို့ပို့လိုက်သောလျှောက်လွာဖြစ်လျင်အင်္ဂလိပ်သတင်းစာတစ်ခုတွင်ဆရာဝန်ကြီးကာနယ်ဦးချစ်တောင်းက မိမိကလေးများအတွက် private ဆရာမတယောက်လိုရှိကြောင်းကလေးများမှာနေကြောင်းသားများဖြစ်တော်လဲ၎င်းတို့ကိုအိမ်တွင်ကြည့်ရှုအုပ်ချုပ်ရန်နှင့်ညဘက်တွင်အပိုစာပြပေးရန်ဖြစ်ရာလကမှာတလလျင်တရားရမည်အပြင် နေထိုင်ရန်အိတ်ခမ်းနှင့်အစားအစာပါပေးမည်ဖြစ်ကြောင်းသိရလျင်ဤအလုပ်ကလေးမှာအခြားအလုပ်များထက်ပင်ရည်ရည်ရှိလှ၍ရှောက်လွှာပို့ခဲ့ခြင်းဖြစ်လျာတို့နှင့်များမကြမီ ဥချစ်တောင်းထံမှအလုံခန်းစာရောက်လာသဖြင့်ယခုအခါဥချစ်တောင်းနေထိုင်ရာရန်ကုန်မြို့သို့ထွက်ခွာခဲ့ခြင်းဖြစ်လေသည်။ဆရာဝန်ကြီးကနေဥချစ်တောင်းမှာအသက်38နှစ်ခန့်မြားရှိ၏။စိတ်တဘောအလွန်လျင်ကောင်းလျက်ဖြောင့်မတ်တည်ကြည်၍လူကြီးကုံအင်းကနှင့်ညီညွတ်သောလူသူတော်ကောင်းကြီးတယောက်ဖြစ်ကြောင်းမြမပြည်အရရက်၌မြို့မိမြို့ဖသဖွယ်နာမည်ထင်ရှားလူသိများသောပုဂ္ဂိုလ်ကြီးတို့ဖြစ်ကြောင်းတို့ကို မြို့မေရန်ကုန်၌နေစဉ်ကပင် ကြားသိခဲ့သဖြင့်ဤလိုလူကြီးလူကောင်းတို့ဤအရေးအာဝါဒကို ခုံလုံနိုင်ရန်စီမံဖန်သေးလာသည်မှာမိမိအဖို့ကံကောင်းလာပြီဖြစ်သောအရေးနမိတ်ဟု၍မှတ်ထင်မိခဲ့လေ၏ထို့အကြောင်းများကြောင့်အလုရှားသောခစ်တွင် ရသောအလုကို မြဲအောင်တင်းကြီးခံ၍လောက်ရန်နှင့်ဤလိုအလုကောင်းမျိုးကိုမူတာ၍ပင်ဆွေးမြဲရန်အနောက်ရှက်အခက်ခဲတွေ့ရသည့်တိုင်အောင် တန်းကြီးခံ၍ကျိတ်မိတ်ကလှုပ်တင့်သည်ဟု တွေးတော်လျက်စိတ်ပိုင်းဖြဲ့၍လာခဲ့လေ၏ဆရာမကလေးညွတ်မေသည်ရန်ကုန်စိတ်ကန်းသူတင်းမောဆိုင်လျင်ဆိုင်ခြင်းအငားမော်တော်ရင်တစည်းကိုငားရန်ကဆရာဝန်ကြီး ကနေဦးချစ်တော်၏နေအိမ်ရှိရာပြည်လန်းသို့လာခဲ့လေ၏ခြံကြီးအတွင်းသို့ဝင်မိလျင်ပင်တအေကနှီးပါရှိခြံကြီးမှာ ရေတွင်းရေကန်ပန်းမှန်ဥယျာဉ်တို့နှင့်တာယာစွာ ပြုပြင်ထားလျက် ခြံဤအလဲဘဟုချက်မတွင်မူကဖန်သားမှန်သားတို့နှင့် ဝင်းဝင်းပြောင်ပြောင်ချဲ့လေမွမ်းမံထားသော ကြီးကျယ်ခမ်းနားသည့်အိမ်ကြီးကိုတွေ့ရလျင်မြို့မေမှာဤမြခမ်းနားသောအိမ်ကြီးတွင်မိမိနေထိုင်ရမည်ဖြစ်၍ရုတ်တရက်စိတ်ကြီးဝင်သွားတကယ်သို့ဖြစ်မိလေ၏အိမ်ကြီးမှာခမ်းနားကြီးကျယ်သလောင်းအလောက်တောင်ဝင်ဆောင်ရွက်မိသူတွေလည်းအိမ်ကြီးနဲ့တန်အောင်များပြားစေကာမူစူးစူးညံ့ညံ့နဲ့လူတန်သူတန်တွေအလျင်မကြရပဲ ကမ္မထမ်းထိုင်စရာကောင်းလောက်အောင်တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေ၏ညွတ်မေသည်ပစ္စည်းများကိုကားပေါ်မှမချသေးမီစေဝင်ပေါက်နံရံမှခလုတ်ကိုသွား၍နှိမ့်လိုက်လျင်မဟောဂနီရောင်နှင့်လက်ပြောင်တောက်ပသောတကားရွက်ကြီးပွက်လာပြီးအသက်40ခန်းရှိအစေကံမှုနှင့်အသက်40ခန်းရှိအစေကံမှုနှင့်သူတော်လူကြီးတယောက်ထွက်လာကညွတ်မေ၏ရောက်လာခြင်းကိုစုံစမ်းလေ၏ညွတ်မေလည်း ာနယ်ဦးချစ်တောင်ဤခန်းစာနှင့်တကွာမိမိရောက်လာခြင်းအကြောင်းရင်းကို ပြောပြလျာအစေခံမှုကြီးသည်ညွတ်မေအားအံ့ဩသောအမှုအရာနှင့်ခြေစုံကောင်းဆုံးအတန်ကြာကြည်နေသည်ကိုတွေ့ရလေ၏ညွတ်မေလည်းအဖိုးကြီးကြည်ပုံကိုနားမလည်နိုင်အောင် ရှိလေ၏ဦးကြီးရှင်ကျမပစ္စည်းများဘမထားရမလဲဟုတ်မေးမှသတိရပြီအော်အော်ဟုတ်ပါရဲ့ဟုဆိုကား နောက်ပိုင်းရှိလူခေါ်ခလုတ်တစ်ခုကိုနှိပ်လိုက်ရာအစီကံတငယ်နှစ်ယောက်ပေါ်လာသည်နှင်းဟေးဟောဒီဆီယာမကလေးပစ္စည်းတွေတဲပြီး ပြင်ထားတဲ့အခန်းထဲပို့လိုက်ဟိုဆို၍တဖန်ညွတ်မေဘတ်တို့လှဲ့ကာကိုင်းဆီယာမကလေးသူတို့နဲ့အတူလိုက်သွားပါ ရေမိုးချိုးစားစရာများစားပြီးတဲ့အခါတခင်ကြီးနဲ့တွေ့ဖို့ဦးကြီးလာခေါ်ပါမယ်ဟုပြောသောကြောင့်ညွတ်မေလည်းကားကများပြေးခဲ့လျက် အစီကံလေးများနှင့်အတူမိမိအဖို့ပေးသောအခန်းတို့လိုက်လာခဲ့လေ၏။အိမ်ကြီးမှကျယ်ဝန်းလာသဖြင့်အဆောင်ဆောင်အခန်းခန်းဖြတ်ကျော်လာခဲ့ရာတွင်အခန်းခန်းအဆောင်ဆောင်တိုင်းတို့တွင်ဆိုင်ရာဆိုင်ရာပြုပြင်တုပ်တင်လျက်ရှိကြသောအစီကံများမှတိတ်ဆိတ်ငြိမ်သက်၍အလုတ်ကိုယိုသေးစွာလှုပ်ကိုက်နေကြသည်ကိုတွေ့မြင်ရလေလျင်ဆရာဝန်ကြီးကာနယ်ဦးချစ်တောင်း၏အနေအထားမှာဂုံရှိသလောက်ပစ္စည်းပေါ်၍ပစ္စည်းပေါ်သလောက်လည်း အနောက်နိုင်ငံရှိတထေးကြီးအရာရှိကြီးများနေထိုင်ကြသလိုခန့်ညာတာနာစွာနေထိုင်ကြောင်းသိရှိရလိမ့်ဤမိမိအဖို့ပေးသောအခန်းတို့ရောက်သောအခါလေအိတ်ခမ်းထမင်းစာကံစာကြည့်ကံဧကံရေချိုးကံအဝိလေကံမှစ၍အပိုင်းအခြားနှင့်တာနာတော်အသုံးဆောင်တို့ပါ ပြည့်စုံစွာ ပေးထားယုံများမက အလိုရှိရာလောက်ကင်ပြီးရန်အစီကံကလမလေးတယောက်လည်းရထားသဖြင့် ညွမေမှာကျေနပ်စရာတွေနှင်းတာဆက်ကဆက်ကတွေ့နေရတကယ်တို့ရှိလေ၏မိမိအလောက်ရှင်ဖြစ်သောဆရာဝန်ကြီးကာနယ်ဦးချစ်တောင်ဤဂုံရှိန်နှင့်ကြီးမားသောစီစိန်ကြီးကို တွေ့တော့ကတာရုခော်မိရှာ၏ကာနယ်ဦးချစ်တောင်နာမည်ထင်ရှားလူပြောများသလားဦးချစ်တောင်ဤဇနီးဒေါခင်ငင်ကြီးဤအကြောင်းကိုမူအရေးတယူပြောဆိုသူများစွာမရှိသည်ကို၎င်းမြို့ရင်ရဲ့ရေအစခတ်သိမ်းသောကိစ္စများတွင် ဥချစ်တောင်းအမြင်သာလျင် အပါများတွင်ဒေါခင်ခင်ကြီးအမြင်အပါနဲလာသည်ကို၎င်းဥချစ်တောင်းနှင့်ဒေါခင်ခင်ကြီးမှနှစ်ဦးနှစ်ဖက်စလုံးမျိုးရိုးကောင်း၍ဘောဂဗလာနှင့်ပြည့်စုံသူများဖြစ်ကြပြီးလျင်အထူးသဖြင့်ဒေါခင်ခင်ကြီးမှာတဦးသည်အမွေခံသမီးဖြစ်သည်ဖြင့်ဥချစ်တောင်းထက်ပင်ဌနာအင်အားပြည့်စုံသူဟု၍၎င်းဒေါခင်ခင်ကြီး၏ဖခင်မှာစာပွဲရပြည်ထရေးဝင်ကြီးချုပ်ဟောင်းတဦးဖြစ်သောကြောင့် လက်ရှိဂုံအဖျင်းလဲဥချစ်တောင်ဤမိဘများထက်တာလွန်သည်ဟူ၍၎င်းကြာဘူးနာဝရှိခဲ့၏တို့နှင့်ဘလူးတွေ့ဒူးတွေ့ဆိုသလိုများမကြမီအချိန်နိုင်အတွင်း၌ဥချစ်တောင်ဒေါခင်ခင်ကြီးတို့နှင့်တွေ့ရတော့မည်ဖြစ်လျာဆရာမကလေးညွတ်မေမှာသူတို့ဤစိတ်ကြိုက်ကိုမြည်တို့အလိုလိုက်၍မြည်တို့အယုအသေးပေးရမည်တို့ကိုတင်ကြိုစဉ်းစားလျက်အစေခံမူးချင်းအခေါ်ရောက်လာသောအခါ အလိုက်တင်လိုက်ပါနိုင်ရန်ပြင်ဆင်စောင့်စားနေလေ၏၃နာရီခန့်မြောက်ကြသောအခါအစီကံမှုကြီးလာခေါ်သောကြောင့်ညွတ်မေလည်းနောက်မှလိုက်ပါလာခဲ့ရလေ၏ထိုနေ့မှတနင်္ဂနွေနေ့ဖြစ်၍ကာနယ်ဥချစ်တောင်းနှင့်ကလေးများမှအိမ်မှရှိနေကြောင်းကြိုတင်သိရှိရသည့်အပြင်အိမ်တွင်လည်းဧည့်သည်များမဆဲနိုင်အောင်ရှိကြောင်းအောက်ထက်ဧည့်ခန်းကြီး၌ဧည့်သည်အသည်သည် ထိုင်ဆောင်နေကြသည်ကို တွေ့မြင်ရခြင်းအပြင် အကဲခတ်နိုင်လေတော့ဤအစေခံမှုကြီးနောက်မှ လိုက်ပါလာခဲ့တော့ညွတ်မေသည် အောက်ထက်ရှိအဆောင်ကမ်းများကိုဖျက်တမ်းပြီးနောက်ကွေးဝိုက်တော်ကျွန်းသားလေကားကြည်ကြီးမှအပေါ်တက်တို့တက်လာခဲ့ရပြန်ဤလေကားထိတ်တို့ရောက်လျင်ဝဲရာရှေးနောက်သို့လှည့်ကြည့်မိရာခန္ဓာသောအဆောင်ဆောင်အခန်းခန်းများမှာမြမပြည်ဘရင်ကံအိမ်များမက ဖိတ်ဖိတ်ကြွတာနာလှအောင်မုံမှန်ပြင်ဆင်ထားသည်ကိုတွေ့ရပြန်လျက် ထို့အခန်းများမှာအိမ်ရှင်များအဖို့အမျိုးမျိုးစည်းစိမ်ခန်းစားရန်စီမံဖန်တီးထားရများဖြစ်ကြောင်းရုပ်စွာအစုံ ကလေးများအပြော်ကစားသော အခန်းကြီးတစ်ခုမှာပင်အယောက်ပေါင်းရာထောင်နှင့်ကစားစရာကုံရောင်းသောတိုက်ဆိုင်ကြီးတစ်ဖွဲ အမျိုးမျိုးချဲ့လဲပြင်ဆင်ထားပြီးလျင်ကလေးများအဖို့စားကြည့်ရန်နေရာအပြင်းပြေပီယနိုတီးရန် ရေဒီယိုဆက်သချင်းစသည်တို့မှလည်းအငင်းဖြေစရာအတင်းအသင်းပြင်ဆင်ပေးထားသည့်တို့ကို တွေ့မြင်ရပြန်၍ညမေမှာဤအခန်းတွင်မိမိနှင့်ကလေးတွင်ပျော်ရွှင်စွာ အတူနေရမည်အရေးတွေးမိတိုင်းပီတိဖြစ်နေရှာလိမ့်၏တို့ရာတွင်ညမေဤပီတိဖြစ်နေမှုကိုရုတ်တရက်ဆွဲဆောင်ခံလိုက်ရသလိုဖြစ်သွားလိမ့်၏လှေကားနှင့်ဥတိုက်ရှိသောအခန်းတွင်မှဒေါရနှင့်ဟစ်အောင်ငောင်းငန်းလိုက်တော့ ယောက်ျားကြီးတယောက်၏အတန်နှင့်ဘက်ကောကလန်ပြန်လည်ရန်တွေးလိုက်သောမိမကြီးတယောက်၏အတန်ကိုရုတ်တရက်ကြားလိုက်ရခြင်းဖြစ်လေ၏ညမေသည်ထိုအတန်များကို ရုတ်တရက်အံ့အားသင့်သလိုနားဆိုင်ထောင်ပြီးမှအစီကံမှုကြီးကိုကြည့်လိုက်မိရာအဖိုးကြီးလည်းရုတ်တရက်မျက်နှာပြက်ပြီးတက်ပြင်းကြီးတစ်ချက်ဆွဲရှူလိုက်သည်ကို တွေ့မြင်ရလေ၏တို့ရတွင်ညမေမှမိမိသည်ကလေးများကိုစာသင်ရန်လာရောက်သူတာဖြစ်သောကြောင့် အခြားအိမ်တွင်ရေးကိစ္စများမှာမိမိနှင့်ဘာမျှမဆိုင်သလိုအစီကံမှုကြီးအားတစုံတရာမေးမြန်းသမှုမပြုဘဲအမတ်မထင်နေလိုက်လေ၏အခန်းထဲမှာမသေးခွဲတော့ခွန်ကြီးခွန်ငယ်ပြောတတ်များအနှဲငယ်ဆက်ကကြားရပြီးနောက်ထိုအခန်းကြီးအနည်းရှိတဖက်သောဝရန်တာဆောင်တော်ကူကလေးစီနိုင်မူကကျောင်းနိုင်ဖုန်ကြီးနှင့်တူသောအာဂန္တုယဟန်တော်ကြီးတပါးမှအိမ်ရှင်ဒါယကာနှင့်ဒါယကာမကြီးတို့က ဒေါ်ရာနှင့်ခွန်ကြီးခွန်ငယ်ပြောနေကြတော့အတန်များကိုကြားရသဖြင့်နာမချမ်းသာရှာပြီးအလားမဏိပြောင်ကလေးကိုအယားဖြောက်ရင်းစင်းကြံကိုသာလျင်အခောက်ရည်မြများရအောင်ဖိ၍ရှောင်းနေရှာသည်ကို တွေ့မြင်ရပြန်လေ၏တခဏများစောင့်တော်လေအထဲမှအတန်မှာမဆဲသေးပြီယောက်ျားအတန်မှာတိတ်ဆိတ်သလောက်မိမတန်မှာကအမောက်တက်၍ခုနှစ်စင်ပတ်တန်းဆက်နေပြန်သည်ကိုကြားရလေ၏ စေကံမူကြီးမျက်နာကို အကဲခတ်ခြင်းအပြင်လဲဤအိမ်၌ဤကိစ္စမျိုးမှာရိုးနေသည်ဟုသိရပြီးလျင်အိမ်ကြီးမှာဤမြခန်းနာတာယာမွေလျောပျော်ရှင်စရာကောင်းသလောက်အိမ်တွင်မတာယာလှတော့အိမ်မူရေစာကြီးဖြစ်နေဟန်ရှိနေသည်ဟုလဲတွေးမိပြန်လေ၏ညမေတွေးမိသည့်အတိုင်းပင်အစေကံမူကြီးလဲစကားပွဲပြီးအောင်စောင့်နေလျင် တနေကုန်သည့်တိုင်အောင်လဲကိစ္စပြီးမိမဟုတ်ကြောင်းကိုသိရသည်အလား ပိတ်ထားသောတကားကိုအသာခောက်လိုက်လေတော့လေ၏။ဝင်ခဲ့ဟုအထဲမှအတန်ပေါ်လာသည်နှင့်တပြိုင်နက်အဖိုးကြီးသည်တကားကိုဖြင်းညင်းစွာတွန်းဖွင့်ကညွတ်မေပါ အတူဝင်လိုက်ရန်ခေါ်လာခဲ့လေ၏။ညွတ်မေလည်းအခန်းထဲမှမြည်တို့ရောမြင်ကွေးနှင့်ပတ်ပင်းမှတွေ့မြင်ရလိမ့်မည်နီဟုတိတ်လိုရောမျက်လုံးကလေးနှင့် ဝင်လိုက်လာရင် အခန်းတွင်ရှိလူများ၏အခြေအနေကိုကြည့်လိုက်ရာကြားရသည်နှင့်မြင်ရသည်တို့မှာ တစ်ဖက်တလန်းစီကဲရို့ဖြစ်နေလေ၏ဥချစ်တောင်းကအိုဟင်းငေါငန်လိုက်တဲ့ဒေါခင်ငင်းကြီးကမိမပီပီ ရှာရှိရှိနဲ့မန်ကာမဲကရန်ထောင်ရန်တွေ့နေတဲ့များကို ကြားရခြင်းအပြင်တယောက်ကအင်ညီလက်ပင်တယောက်ကထမိန်တူတူနှင်းတမောင်ပုံမောင်လှုပ်မလို့တွေးနေရမည်ဟုထင်မိ၏။ယခုကညွတ်မေထင်သလိုမဟုတ်ပေ။ဦးချစ်တောင်းမှအခန်းကြီးအလယ်၌လက်နောက်ပြင့် ခေါထုံခေါက်ပြန်လမ်းလျှောက်နေသည်ကိုတွေ့ရပြီးလျှင်ဒေါခင်ငင်ကြီးမှဖဲပန်းကြွားတို့ဖြင့်လွှမ်းထားသည်တစ်ဖက်ရက်ဆိုဖာတလုံးကြီးပေါ်တွင်ခြေစင်းကခက်မိမိထိုင်နေပြီးအစီကံမကလေး၃ယောက်မှဒေါခင်ငင်ကြီး၏ခြေသည်များကို အလှပြင်အယောင်တင်ပေးနေလျက်ရှိကြ၏ဒေါခင်ငင်ကြီးကိုယ်တိုင်မူကလက်ကင်မှန်ဝိုင်းကလေးတစ်ခုကိုကင်ကြီးကမျက်နာတွင်မညီမညာတင်နေသောပေါင်နာများကိုတိတ်တဲညီညွတ်အောင်ပြုပြင်ရင် ။ပဇက်မှလည်းမပြီးနိုင်အောင်မြည်တွန်တောက်တီးလျက်ရှိနေလေ၏။မလန်မကန်းစပွဲဝိုင်းကလထိုင်းစုတွင်၁၄နှစ်သမီးအရွယ်တယောက်၁၇နှစ်သမီးအရွယ်တယောက်၇နှစ်နှစ်သားအရွယ်ကလေးငယ်တယောက်ပေါင်းကလေး၃ယောက်တို့သည်စာအုပ်ကလေးတွေကိုစီလှန်လျက်ရှိလေရာ။သူတို့ဤမျက်နာကလေးများမှာစာအုပ်တွင်စိတ်ဝင်စားရှာပဲပျော်ရွှင်ခြင်းကင်းဝေး၍ညှိုးငယ်ဝမ်းနည်းသော မျက်နာကလေးနှင့် ရှိရှာကြသည်ကို တွေ့မြင်ရလေ၏အထူးသဖြင့်အကြီးနှစ်ယောက်မှရိုးနေသော ကိစ္စကဲ့သို့အမှတ်မထင်နေနိုင်ကြသည့်တိုင်အောင်တားငယ်ကလေးမူကားပျော်ရွှင်မှုကင်းဝေးသောမျက်နှာကလေးနှင့်မိခင်ကိုတလှဲ့ဖခင်ကြီးကိုတလှဲ့ပါဇက်ကလေးဟောင်းလောင်းထားလျက်လက်မကလေးကိုတွားနှင်းကြည့်ရင်ကြည်နေရှာလေသည်ကို တွေ့မြင်ရလေ၏အစီကံမှုကြီးမှမိမိသခင်များကိုအတော်ပင်ကြောက်ရွံ့ရိုသေရှာ၏ အခန်းတွင်းသို့ဝင်မိလျင်ဝင်မိခြင်းစင်းကြံလျှောက်နေသောဥချစ်တောင်းအားဆ iam မကလေးရောက်လာပါပြီသခင်ဟုပြောလိုက်လေ၏ဥချစ်တောင်းသည် ဝင်လာသူများဘက်သို့ရုတ်တရက်အလှည့်ကြည့်လိုက်သောအခါညမေမှာအတော်အံ့အားတင့်သွားပြန်၏စောစောကအိုဟင်းငေါငန်းလိုက်သောအတန်ကိုထောက်စာလျင်ဥချစ်တောင်း၏မျက်နှာမှာတင်းမာခက်ထန်စွာရှိနေလိမ့်မည်ဟုထင်ရသလောက်ယခုရင်ဆိုင်တွေ့ရသောအခါ ကြည်လင်းချိုတာ၍တနာကျင်နာတတ်တော်မျက်နှာထားကိုတွေ့ရခြင်းကြောင့်ဆောစောကအတန်မှာစိတ်မရှိနိုင်၍သာအော်ဟစ်လိုက်မိခြင်းနှင့်တူ၏ဟုစဉ်းစားမိလေ၏။သို့ရောဒေါခင်ခင်ကြီးမှမူကားမိမိကိုယ်ကို အလှအပပြင်ဆင်နေသလောက်မျက်နာကြီးကရှူတိုးလျက်မာမာနာခတ်ထန်နေသည်ကိုတွေ့ရလေ၏။ထို့နောက်ကာနေဦးချစ်တောင်းသည်ဖော်ရွေသောမျက်နာနှင့်"အော်ဆီယမကလေးရောက်လာပြီလား"လာလာဒီမထိုင် ဟုကလေးများဤကလထိုင်ဝိုင်းစီတို့ညွှန်ပြသဖြင့်ညွတ်မေလည်းရှုသေးလေးစားတော့အမှုအရာနှင့် ကိုကိုညွတ်ကိုင်းကကလေးများအနီးတွင်ဝင်၍ထိုင်လေ၏မိတွန်တောက်တီးလျက်ရှိသောဒေါခင်ခင်ကြီးလည်းနှုတ်ဆက်၍သွားလေ၏ဥချစ်တောင်းသည်ဒေါခင်ခင်ကြီးရှိရာသို့ချိုတာရောမျက်နှာနှင့်လှည့်ကြည့်လိုက်ကဟေ့ခင်ဟောဒီမှာကလေးတွေဘို့ဆ iam မကလေးရောက်လာပြီဟုပြောလိုက်လျင် ပြိုရောမဲ့မိုးကဲရို့မျက်နှာသာဆိုကြီးနဲ့စူနေသောဒေါခင်ခင်ကြီးသည်ညွမေကိုတစ်ချက်လှမ်းကြည့်ကမူလာရှိရင်ဆွဲမျက်နှာသာဆိုကြီးနှင့်ညီဒီနေ့မှရောက်လာသလားဟုမေးလေ၏ဟုတ်ကဲ့မမနက်ကမှထဝယ်ကရောက်ပါတယ်ထဝယ်ကမှမဲမဲတုတ်တုတ်အယုတ်ဆူဆူထင်တယ်ခုတော့ညီရလှနေပါကလားအေးလှတဲ့လူဟာအလုံမမြဲတတ်ဘူး ခိုင်းတဲ့အစေခံမတွေလည်းဒီလိုပဲအယုတ်စိုးအကြီးတန်းမှအိမ်မြဲတယ်ချောချောလှလှကလေးဆိုရင်တနီးနီးနဲ့တော်ခင်ခင်ကြီးမှစည်းစာကျဲလေရှိပုံရ၏ထိုခဏတွင်စကားမဆုံးမီဥချစ်တောင်းကကလေးများဘက်သို့လှဲ့ကမေတို့နယ်လီတို့ဟောရာမင်းတို့ဘုရားမပဲဟေ့တားလေးအပါဟောရာအပါတို့ဆရာမပဲကွထပြီးနှုတ်ဆက်လိုက်ပါဟုတ်ပြောလျင်မေနှင့်နယ်လီတို့ဒီ ဟုတ်ကဲ့တဲ့သည်ဟုဆိုကပြုံးချိုသောမျက်နှာကလေးတွေနှင့်ညွတ်မေ၏ဝဲရတစ်ဖက်တစ်ချက်တွင် လာထိုင်ကြပြီးလက်မောင်းတစ်ဖက်စီကင်ကနှုတ်ဆက်စကားပြောကြလျင်ညွတ်မေကလည်းလေးစားဖော်ရွေစွာ ပြန်၍နှုတ်ဆက်လျက်ရှိလေ၏တားငယ်ဆုံးလေးအပါမူကမိခင်အနီးရှိမှန်သားစွဲ ပေါ်တွင် အလှပြင်ဆိုင်ထားသောချောင်းလက်မနှင်းစီဝင်းကြီးတစ်ပွင့်ကိုဆွဲနှုတ်ကညွတ်မေရှိရာသို့လာပေးပြီးချမ ပန်းဟုမပီကလာပီကလာပြော၍လောကုတ်လှောက်ရှာလျင်ညွတ်မေလည်းအပါကလေးပေးသောပန်းကိုကြည်ကြည်နက်နက်ကြီးစီးယူပြီး အပါကိုလည်းအနီးသို့တိုးစင်၍ရူရကျင်နာစွာ ပွေဖက်နှုတ်ဆက်လိုက်လျင်အပါကမိမိတို့အဖို့ဆ ्याम မလှလကလေးကိုရာ၍အာရကျင်းနဲ့စွာနှင့်မြို့မေဤရင်ခွင်သို့ရောက်နေရမှာ ကလေးပါဝါမိခင်မျက်နာကိုလှမ်းကြည့်လိုက်ရာဒေါခင်ခင်ကြီးမှာ အပါလောကချုံမှုကိုမကျေနပ်သလိုမျက်မှောင်ကုတ်ကြည့်နေတော့ဤမိမိသားသမီးများနှင့်ယူရကြနာစွာ ထိမ့်သိမ်းဆောက်ရှောက်မိဆရာမကလေးတို့ပလဲနံပါတ်တည်နေသည်ကိုမြင်ရသောကြောင့်ကျေနပ်စွာ ပြုံးကြည့်နေမိသောဥချက်တောင်းမှ အပါရုတ်တရက်မျက်နှာပြက်သွားသည်ကိုအကြောင်းပြုလျက်ဒေါခင်ခင်ကြီးဘတ်တို့လှမ်းကြည့်မိလေ၏လူနေအထက်တန်းကြသလောက်အပြင်မိတ်ဆွေများနှင့် ဆိုရှယ်ဖြစ်သလောက် အိန္ဒုအိမ်သားများအပေါ်တွင်အစအစအရာရာတဝင်တိုသက်သောမိမိဇနီးအကြောင်းကိုတိပီးဖြစ်သောဥချက်တောင်းသည်ဒေါခင်ငင်ကြီးမျက်နှာသားကိုမိမိဖို့ရိုးနေတော်လဲခရီးရောက်မဆိုင်မျက်နှာစိမ့်ဆ iam ကလေးအတွက်မူကားအာနာစိတ်ကလေးဖြစ်ပေါ်မိသည့်အတိုင်းစကားဖာသောအနေနှင့်ခင်တော့မင်းသမီးတွေသားတွေမပြင်းအောင် ဖြေပျော်ဆောင်ရှောက်မဲ့သူရောက်လာတဲ့အတွက်တာသမီးကိစ္စနဲ့ဘာမှနောက်ဆန်ငင်စရာမရှိတော့ဘူး မင်းလည်းမျက်စိအေးနာအေးနေရမယ်။ကလေးတွေလည်းပျော်ပျော်ရွှင်ရွှင်နေရမယ်ဟုတ်လား။ကဲကဲမင်းတို့နယ်လီတို့မင်းတို့ဆရာမကိုမင်းတို့နေတဲ့အခန်းတွင်လိုက်ပြကြပါကွယ်တို့။ဟုတ်စကားအဆက်မပြတ်အောင်ပြောလွှတ်လိုက်သည်တွင်မေနယ်လီနှင့်အပါတို့လည်းဆရာမညွတ်မေကိုလက်တွဲကာအခန်းထဲမှထွက်လာကြလေ၏။ညွတ်မေသည်ကလေးများအဖို့ဦးချစ်တောင်းအထူးပြုမြင်ပေးထားတော့ကစားကန်းကြီးအတွင်သို့ရောက်လာခဲ့လေ၏။ ဥချစ်တောင်းရင်စေတနာအားဖြင့်ဤမြခန်းသာသောကစားကန်းကြီးကိုဖန်နည်းပြုရင်ပေးထားတော်လဲကလေးများမှပျော်ပိုင်နှိမ့်ချပုံမရပေ လောကတမတာတဘာဝအားဖြင့်ကြည်လင်ပျော်ရွှင်ပွဲကောင်းသော မိခင်ဖခင်တို့ရင်ခွေ၌မိဘရင်ငွေကိုခိုလုံကပျော်ရွှင်စေခြင်းရှာကြမည်ဤကလင်းငယ်၃ရောက်တို့ကရွှေပုံရွှေနှန်းကဲ့သို့ရှမ်းရှမ်းတောက်တော်အဆောက်အုံကြီးအလဲတွင်အသွဲသွဲသောဘောစင်ခဲပွဲတို့ကိုစား၍ တောင်မုံရပုံများရှိသောကစားစရာတို့ဝင်းရံလျက်ရှိစေကမူအမိဖတို့ရင်တွင်ဝဲချစ်တုံလှည့်၍နေရသလောက်ပျော်ရွှင်စရာမဟုတ်အမိဤအတောင်ကြားမှာခွဲယူလာပြီးရွှေချိုင်းနှင့်ထက်မွေးသောကြီးငံ့ငယ်တို့လိုသာရှိနေရှာသည်ဟုအထင်အတွေ့ရောက်မိသဖြင့်ကလေးများကိုတာ၍ပင်အသနာပုံမိလေတော်သည်စင်စစ်အပြင်ဦးချစ်တောင်သည် ကျင်နာတနာသက်တူအလောက်ခွေမှာအပါမိမိအိမ်တွင်နေထိုင်ရစဉ်အခိုက်အတန့်အချိန်ကလေး၌တားကလေးသမီးကလေးများနှင့်ဝိုင်းဖွဲ့ကမယားနှင့်လင်ကြည်လင်ချမ်းမြေစွာ နေခြင်းရှာပုံရသည်တို့ရာတွင်ဒေါခခင်ကြီးမှငယ်စဉ်အခါကားဆ၍ချမ်းသာစွာကြီးပွားခဲ့ရသူ သူတစ်ပါး၏အပြုစုအယူရကိုသာခံခဲ့ရသူ ဖြစ်သောကြောင့်လင်းပေါ်တာသမီးပေါ်တွင်မိမိကပြုစုယူရရန်နားမလဲ ပြုစုယူရလိုသောဆန္ဒလည်းမရှိမိမိကိုယ်ကိုယ်သာအစေခံများ၏အပြုစုအယူရကိုပခတ်တွင်ကလေးငယ်တည်းများအေးချမ်းတတစွာခံယူနေလျက်ရှိသူဖြစ်၏။ဥချစ်တောင်းမှာအလောဝတ္တရာကို များစွာအရေးကယူပြုသူဖြစ်၏။မိမိကိုယ်တတမှုထက်အလောဝတ္တရာပရဟိတအလုံများတွင် ကိုရောစိတ်ပါအသုံးချနေမှုဖြင့်ပျော်တတ်၏။ကိုကိုကို အဖို့ပင်အရေးမထားတတ်သူဖြစ်ရာ မယားကိုယူရချော့မြူနေရန်ကိုလည်းနားမလဲပေ။ရော်ခင်ငင်ကြီးမှာထိုအမှုနှင့်ပင်ဥချစ်တောင်းအပေါ်၌အခါမလက်ပြစ်တင်ညူစုခဲ့ခြင်းမှာကာလာကြတော့လင်မယားမျက်နှချင်းဆိုင်မိတိုင်းအငော့အထိစကနာထိုးတော့အလေဖြင့်အရင်ခံကတကြည်ကြည်တကြက်ကြက် ဖြစ်လျရတော့သည်နေမြင့်လေအယူရင်လေဆိုသလိုကြာလေကြာလေအပြောမတည့်ပဲကြီးနှင့်ခင်ပုတ်ပမာဖြစ်နေခြင်းကြောင့်လေတားကလေးသမီးကလေးများမှာ အဖေနဲ့အမေမျက်နှာချင်းဆိုင်၍ကြည်ကြည်တတနေသည်ကိုတခါမှမတွေ့ဘူးပဲအမြဲအဖျင်ဖခင်ကြီးတူတဲ့ဤရှူရအလိုလိုက်ခြင်းကိုသာခံခဲ့ရ၏တို့ရာတွင်ဦးချစ်တောင်းမှယောက်ျားဖြစ်၍တာသမီးကို ရှင်အုပ်မကွာမယူရနိုင်ရှာကြည်ကလေးများမှအစေခံများ၏အပြုအစုဖြင့်ဖာတိဖာသာနေထိုင်ကြရသည်သာများလေ၏ညမေမှာတွတီးတွတ်တာပြောတတ်ရှာသော အပါကလေးကို၎င်း အခြေအနေပြောင်းလဲစွာအပြိုပေါအရွယ်ကလေးတွင်လက်ပွန်တတိပြုပြင်သွန်သင်မိသူနှင့်အနီးကပ်မနေရရှာသောအကြီးမားမိကလေးအတွက်၎င်းတနန်းကျင်နာစိတ်တဖိတ်ဖိတ်ရှန်တက်လာရှာလိမ့်ဤညွမေဤအလောဝတရားကနနက်လင်းလျင်ကလေးများကိုရေမိုးချူအဝိအစာလဲလဲစီလျက်မိမိနှင့်အတူလက်ဖက်ရည်စပွဲတွင်ဝိုင်းထိုင်ကစာပေနှင့်ပတ်သက်သောစကားများကိုပြောရင်း ဖြောရှင်စွာတောက်စားပြီးကစားကန်နေတို့ခေါ်လာခဲ့လေ၏ကစားကန်နေတို့ရောက်လျင်ညွတ်မိသည်မိမိပါအတူဝင်ရောက်ကစားတန်ချိန်ကစား၍တောင်းမပေးသောသင်ငန်းစာများကိုနလဲပလဲတင် जा ပေးလိုက်ရာကလေးများမှစာသင်ရသည်ဟုမထင်လိုက်ပဲပျော်ပျော်ရွှင်ရွှင်နှင်းပင်တက်မြောက်သွားကြ၏အကြီးမင်းကလေးများကိုလည်းចောင်းစာတွင်များမကဇာထိုးပန်းချုပ်မင်းမလုတ်ကလေးများကို၎င်းဖီလိန်ပြုပြင်မှုကလေးများကို၎င်း အစိုးအတင်းဆသောဟာတပညာများကို၎င်းလူမှုလူရေးနားလည်စရန်တို့ကို၎င်းအချိန်အခါအားလျော်စွာတင် जा ပေးပြီးတောင်းကျိန်နီးလျင်ထမင်းကျွေးအဝတ်လဲ၍ညို့မေကိုယ်တိုင်ကြီးကျက်ကတောင်းအရောက်ကားနှင့်လိုက်ပို့ရ၏တောင်းပြန်ကျင်ကားနှင့်သွားကြရ၏ညနေခင်းရေမိုးချိုးကခြံထဲတွင်ကလေးများနှင့်အညောင်းအညာပြေလမ်းလျှောက်ကစားကြ၏ညဥ်ဘက်စာပြပေးပြီးညအိယာဝင်လျင် ှတ်သားပွဲနေอยู่အတုခိုးပွဲကောင်းသောပုံဝင်းထု ဖက်စာရင်ပါသောပုံဝင်းထုများကို ပြောပြကအိပ်ပျော်ကြတိတိုင်အောင်တိတ်လိဤကလေးများအိပ်ပျော်လျင်ယူရကြနာစွာ ဆောင်းချုံထွေးပေးလျက်အကယ်၍ကလေးများနေထိုင်မကောင်းရှိလျင်လေညင်အိမ်ညစ်နေစေဝါဆောင်ကြတိုက်ဤတို့နှင့်ညို့မေမှာကလေးများကိုမိမိတို့သားရင်ကဲ့သို့ခင်မနေရှာလျက်ကလေးများကလည်းမိမိတို့ကိုယူယူရရဆောင်းရှောက်ရှာသူညို့မေအား အပြောက်မခံနိုင်အောင်ချစ်ခင်ဆွဲလန်းနေရှာကြလိမ့်၏။ဦးချစ်တောင်းမှမူကားအထူးပြောွယ်ရာမရှိတော့ပြီ။အစအစအရာရာမတောင်းမတမကြောက်မကြပြည့်စုံပါတော့လေ။ကလေးများဤပြောရွှင်ချမ်းမြေ့မှုကို မိမိကယောက်ျားရင်းမကြီးဖြစ်နေ၍မတတ်နိုင်သက်သူမိခင်ကလည်းဂယုမဆိုင်ခဲ။ယခုမူစိတ်ရှည်၍သဘောကောင်းသောဆ iam မကလေးညွတ်မိကမိမိအလိုဆန္ဒကိုယာနှုံးပြည့်ဖြည့်ဆွမ်းနေနိုင်သည်ကိုတွေ့ရ၏ ကလေးများမှလည်းအပျော်ကြီးပျော်ရွှင်နေရသည်ကိုမြင်ရ၏ခါမပြဲတစုံတစ်ခုကိုမကျေနပ်ခြင်းဖြင့်တအီအီတကြီးကြီးငုံမဲ့ငုံမဲ့ဖြစ်နေရှာသောတာအထွေ အပါကလေးမှပင်အမြဲထာဝစဉ်ပြုံးရွှင်ရမောနေသည်ကိုတွေ့ရတော့၏ထို့ကြောင့်ဦးချက်တောင်းမှမြို့မေကိုများစွာကျေးဇူးတင်မိရှာ၏မြို့မေဤလာကကိုနောက်တလအကြာတွင်အစိတ်တိုး၍ပေးလိုက်ုံများမကမြို့မေအား ိမိကလေးများလှူလာမြောက်သည့်အရွယ်တိုင်အောင် မခွဲမခွာအတူနေထိုင်ဆောင်ရှောက်ဖို့မကြခဏပြောရှာ၏။ညွမေကို၌ကလည်းရိုးဖြောင့်တီးကျင်းလှူကြည့်ပြီးလှသောဦးချစ်တောင်းအားအဖလိုတစ်မျိုးအဖိုးလိုတစ်ဖုံတီညိုသောအာယုံပြုခြင်းဖြင့်အာယုံပြုကခင်မင်၍နေရှာတော်၏။ဟုတ်ကဲ့ပါရှင်။ဆ ्याम မတကုံခင်ခင်လေးရဲ့ဆ ्याम မဆိုတဲ့ဝတ္ထုရှိကိုဒီနားမှာခဏလောက်ရန်နာခွင့်ပြုပါနော်။ အပိုင်း၃မှာဆက်ပြီးတွေ့ကြမယ်ရှင်။နာစင်အားပေးကြတဲ့သူများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။